တာယာရဲနေဖြစ်ကြပါစေလို့အားလုံးကိုຫນွေဥမေ channel ကနေမှတစ်ဖန်ပြန်လည်ပြီးကြိုဆိုပါတယ်။ဒီနေ့ကတော့ပထမဥဆုံးအနေနဲ့ကျေးဇူးတင်စကားနဲ့ရင်စားခြင်းနဲ့ဒါပါလေးဆိုတော့မေလ31ရက်နေ့မှာလေးနှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ KNDF ဒီကိုကျေးဇူးတင်ခြင်းနဲ့လေးနှစ်တိုင်းတိုင်းစစ်ခွေးတွေကိုတော်လန်ခဲ့ပြီးပြည်သူလူထုတွေကိုကာကွယ်ပေးခဲ့တဲ့အတွက်ကြောင့်ကျေးဇူးတင်နဲ့ဆက်လက်ပြီးတော့လေပြည်သူတွေကိုကာကွယ်ပေးကြပါမဟာမိတ် တော်လိုက်ရဲတွေနဲ့ပူပေါင်းပြီးစစ်ခွေးတွေကိုတော်လောင်ရအောင်လို့ပြောချင်တယ်။နော်ဒုတိယအနေနဲ့ကျေးဇူးတင်ချင်တဲ့သူကတော့ဖျားသခင်ပေးထားတဲ့အတာနဲ့တချင်းနဲ့ဒီဆိုပြီးတော့မြန်မာနိုင်ငံကြီးခွေးပစက်ကနေမှလွတ်မြောက်ဖို့ရတဲ့ပြည်သူချစ်တဲ့အဆူရောဖြူဖြူကျော်တဲ့ကိုကျေးဇူးတင်စကားပြောချင်တယ်။2024နိုဝင်ဘာလကနေမှ2025မေလအထိ ဒေါ်လာရေးထဲမှာငွေကြေးအဖြစ်ဘလောက်ရှာဖွေကုညီပေးခဲ့တယ်ဆိုတော့လန်ဒန်တုန်းက3,800ကျော်ကိုရီးယားမှာက6,000နဲ့800ဩစတြေးလျနိုင်ငံမှာ3,800နဲ့300ကျော်ဂျပန်မှာက သိန်း1000ကျော်ဆိုတော့အားလုံးစုစုပေါင်းသိန်း4000နီးပါးဒေါ်လာရဲအတွက်ရန်ပုံငွေကိုရှာဖွေပေးခဲ့တဲ့အတွက်ကြောင့်ပြည်သူတွေအားလုံးနဲ့ဒေါ်လာရဲအားလုံးရဲ့ကိုစားရမ်းပဲကျေးဇူးတင်တယ်ဆိုတဲ့ကြောင်းပြောချင်တယ်ဒုတိယတည်ရင်တပုတ်အနေနဲ့ကတော့ဂျွန်လ3ရက်နေ့ကနေမှဂျွန်လ33ရက်နေ့အထိစစ်ခွေးတွေကတော့ရာရီအပြစ်ခတ်ရဆဲကိုပြန်လုတ်တယ်ဆိုပြီးမှအစာထုတ်ပြန်လာခဲ့တယ်၃ခါရှိသွားပြီစစ်ခွေးတွေရာရီပြစ်ခတ်ရဆဲလုတ်တာပထမရာရီပြစ်ခတ်ရဆဲတုန်းကလည်း ဘာထူးခြားခဲ့တယ်လဲဘယ်နေရာမှာများဘုံမကျေးပဲနဲ့နေခဲ့တယ်လဲဒုတိယအကြိမ်လုတ်ခဲ့တဲ့သူနည်း၎င်းပဲနေရာတကာမှာပုံကျဲတယ်တိုက်ပွဲတွေပေါ်ဆောင်တယ်ဖက်ကန်ဒီဘက်မှာထိုးစစ်ဆင်တာလဲဒီဒုတိယအကြိမ်ပဲပုံမော်မှာလေရင်ပြစ်ချတာလဲဒုတိယအကြိမ်မှာပဲ ဒီဘေးကြီးမှာရှိတဲ့ကလေးเจ้าကိုဘုံကျဲတာလည်းပဲဒုတိယရည်ရည်ပြစ်ခတ်ရက်ဆဲမှာပဲဆိုတော့ဘာများထူးခြားတယ်လဲဆိုတော့ဒီတတ္တရအကျင့်ပြန်လုပ်တယ်ဆိုပေမဲ့စာရွက်ပေါ်ကစာသားတာဖြစ်တယ်ကျွတ်တော့မှာဘာမှကူးဆိုင်ဆံမလို့ဘူးဆိုတော့ဒီဒုတိယရည်ရည်ပြစ်ခတ်ရက်ဆဲကုန်ခါနီးမှာတော့ KNLAD နဲ့ပူပေါင်းတော်လာရဲဒီเจ้าထိုင်းနဲ့မြန်မာနဲ့စပ်မှာရှိတဲ့ခွေးစခန်းနဲ့ပြောင်းလာတဲ့အခါမှာခွေးကျဘွားကဘာပြောလဲတော်လာရဲဒီရည်ရည်ပြစ်ခတ်ရက်ဆဲတဲ့အဥ္စာကိုနည်းနည်းလေးစဉ်းစားဖို့လိုတယ်လို့ပြောတယ်ဒီနဲ့ကျွတ်တော့မှာ စဉ်းစားဆရာမလို့ဘူးယာယီအပြစ်ခတ်ရက်ဆဲကိုစဉ်းစားပေးပါလို့ပြောရအောင်ယာယီအပြစ်ခတ်ရက်ဆဲတဲ့အချိန်မှာတရက်တောင်နားခဲ့သလား တရက်နားတယ်နေရက်နားတယ်ဆိုလို့ရှိရင်တော့အော်ဒီရရေပြက်ခတ်ရဆဲကြောင်နေရက်လောက်တော့တိုက်ပွဲနားသွားတာပဲဆိုတော့ငါတို့စဉ်းစားပေးရမယ်လို့ပြောမယ်ဒါပေမဲ့တရက်တောင်နင်းတို့မနားခဲ့ဘူးရရေပြက်ခတ်ရဆဲတဲ့အချိန်မှာနေရတကာမှာဘုံကျဲခဲ့တယ်နေရတကာမှာတိုက်ပွဲဖြစ်ခဲ့တယ်နေရတကာမှာပြည်သူတွေစစ်ဆောင်ခဲ့ရတယ်နေရတကာမှာပြည်သူတွေမျက်ရည်ကျနေရတယ်ဒါကြောင့်ကျတော့တော်လာရဲ့ဒီစဉ်းစားရှာအကြောင်းကိုလုံးဝမလို့ခဲ့တော့တာเนาะဒါမျိုးခွေးကျင်ခွေးကျန်ဇက်လန်တွေကတော့ လွန်ခဲ့တဲ့အချိန်မှာတိုင်ရင်သားခုနှစ်မျိုးကတော့စစ်ခွေးတွေရဲ့ဗယံပဒါရှာရိုးမရှိပြောတဲ့စကားကိုကျမတို့ကတီးခဲ့ပြီးမယုံကြည်ခဲ့လို့ပဲတိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့တယ်။ဒီနေ့27ဒေါ်လာရဲမှာတော့အရင်တုန်းကယုံကြည်ခဲ့တယ်ဆိုတဲ့လူပမာတိုင်ရင်သားတွေတောင်မှနင်းတို့စကားကိုယုံပြီလားဆိုတော့ကို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 စမ်းကြည့်ပါနော်။ဒီလိုမျိုးလိန်လေမှုတာနဲ့စာရွက်ပေါ်မှာစာသားပဲထိုးထားတဲ့ယာယီပြစ်ခတ်ရက်စဲကိုငို့လို့စဉ်းစားစရာလုံးဝမလိုဘူးဆိုတဲ့အကြောင်းပြောချင်တယ်။ဆိုတော့ ဒီလိုမျိုးကလေးကချေပြောတဲ့စကားတွေကိုဘယ်နေရာမှာထပ်ပြောတယ်လဲဆိုတော့ကျွန်တော်တို့ဗီဒီယိုကိုတော်တော်လေးနားထောင်ကြည့်ရအောင်နော်မိန်ကုံးအပြင်အချားဟာတွေကသူထည့်ပြောသွားတယ်ဆိုတော့သူစိတ်ထဲမှာဒီမိန်ကုံးနဲ့သူမကျေနပ်ဘူးထင်တယ်မလုံးလောက်ဘူးမကျေနပ်ဘူးထင်တယ်အဲ့တော့သူမိန်ကုံးမှာကပြောတဲ့ဟာရဲ့အပြင်မှာပြောတာရဲ့အဲ့မှာကွာချင်တယ်ရှိသွားတာပေါ့နော်ဒါသက်ဆိုင်တာဝန်ရှိသူတွေရည်ပြီးတယ်သူအားတော့ဖတ်တယ်ဖတ်ပြီးတော့ねဟိုပြင်သိနေပြင်နေစကလုံးပြောင်းဝင်ပြောင်းတယ်အဲ့လိုလုပ်ပြီးကြည့်ညာတယ်ပေါ့တဲမှာပါရီပါလာလဲလို့မေးရင်ငလီငါ မြန်မာနိုင်ငံသားတွေရဲ့စိတ်ဓာတ်ခံနိုင်ရည်ကြံ့ခိုင်ရည်နဲ့ဘယ်လောက်ထိနိုးထနိုင်သလဲဆိုတာကိုစမ်းသပ်တာလို့သူကပြောလာတာတွေ့ရတယ်။ကျွန်မအတွေ့အကြုံတစ်ခုကိုပြောပြမယ်။လွန်ခဲ့တဲ့15နှစ်လောက်တုန်းကကျွန်မက Global Peace ဆိုတဲ့ကမ္ဘာငြိမ်းချမ်းရေးအဖွဲ့တင်နဲ့အလုပ်လုပ်ခဲ့ဘူးတဲ့။ အဲ့တုန်းကကျွန်နေတနေရာကိုရောက်သွားခဲ့တယ်အဲ့နေထဲမှာယွာတက်တက်တဲလေးတွေ၅ခု၆ခုပေါင်းပြီးမှသူတို့ယွာမှာရှိတဲ့လူတွေကအဲ့အဖိုးကြီးပိုင်ဆိုင်တဲ့လေမှာကလေဒီထွန်ပြေးမှာသူတို့စားတောက်ကြတယ်ဒါကြောင့်ဒီအဖိုးကြီးကိုသူတို့ကဖျားသဆိုးအနေနဲ့ထားပြီးကိုကိုွယ်ကြတယ်တနေ့ကျတော့ကျမတို့ကအဲ့ဒီယာကိုရောက်သွားတဲ့အခါမှာကျတော့ကိုအဲ့အဖိုးကြီးနဲ့တွားပေးတွေ့တယ်ဆိုတော့အဲ့အဖိုးကြီးနေတာကချောင်းဝင်းအကြီးအကြီးထဲမှာတိုက်ပူတက်တဲလေးရှိတယ်ဆိုတော့အဲ့ချောင်းဝင်းကိုတွားဖို့ရန်အတွက်စစ်သားတွေအများကြီး ဟို security ပေးထားတဲ့အဲ့ဂျားကနေမှသွားရတယ်အဲ့အဖိုးကြီးကိုတွားတွေ့တဲ့ခါမှာအဖိုးကြီးကကျမတို့ကိုဆုံးမစကားပြောတယ်လို့ပြောမလားတရားဟောတယ်လို့ပြောမလားမသိဘူးအဲ့လိုမျိုးပြောတယ်ပေါ့နော်ဆိုတော့ကျမတို့ကလူဒီစကားပြောတဲ့အတိုင်းပဲနားထောင်လိုက်တယ်အဖိုးကြီးကအသက်ရမ်းကြီးပြီဖြစ်တဲ့အတွက်သူစကားပြောပြီးပြန်သွားတဲ့ခါမှာအဲ့ဖိုးကြီးကိုကိုကိုွယ်တဲ့သူဒီလို့ပြောမလားအဲ့လူဒီကကျမတို့ပြောတယ်ဟာတဲ့နင်တို့လာတဲ့အတွက်ကြောင့်ရမ်းကျေးဇူးတင်တယ်တဲ့ နင်တို့လာလို့တဲ့ဒီလိုမျိုးဩဝါဒတွေကိုနားထောင်ရတာတဲ့အရန်တန်ဖိုးရှိတယ်တန်ဖိုးဖြတ်လို့မရဘူးပေါ့နော်။ဒါမျိုးမကြရတာကြားပြီးအဲ့လိုမျိုးပြောတာနော်။ဆိုတော့ကျမအံ့ဩတာလေ။ဘာကြောင့်လဲဆိုတော့အဲ့အဖိုးကြီးပြောထားတဲ့စကားကကျတော့ငငယ်တော့ကျတော့အမိပါတွေကျတော့ဆုံးမခဲ့တဲ့စကားပဲ။ နင်တို့မကောင်းတာမလုပ်နဲ့မလိန်ရဘူးလူဆိုတော့စိတ်နှလုံးသားဖြူစင်ရတယ်ဆိုတဲ့စကားတွေကကျတော့ငင်းငယ်ကလေးကကြပူဒါပြီးသားလေဒါတွေကတော့နေ့တိုင်းပြောနေကြလေဒါကိုသူတို့ကအထူးဆန်းလို့ပြီးမှတံပိုးမဖြတ်နိုင်တဲ့ဩဝါဒလို့ပြောတော့လေဒီနေ့ဒီချိန်ဒီကြောက်ကအော်အော်နေတယ်ကြဘာကြောင့်ဒါပြောတယ်လေဆိုတော့အခုကျွဲတော့စဉ်းစားကြည့်နော်ခွေးချဖို့ဟောင်းလိုက်တဲ့စကားတိုင်းဟာတော်လန်ရဲရဲ့နားအแทမှာကရီချင်းစရာဟာတလူဖြစ်နေပေမဲ့ဘောမဒီရဲ့နားအแทမှာကြတော့ တကယ်ပဲအောင်းအောဆရာကောင်းတဲ့စကားတွေဖြစ်နေတယ်အခုဘောမကျော်မျိုးမြင့်ပြောထားတဲ့စကားထဲမှာနှစ်ခုကျောပြောပြမယ်နော်တခုကတော့မေလ31ရက်မှာခွေးချဘူးပြောထားတဲ့စကားဖြစ်တယ်ခွေးချဘူးကသူများရေးပေးတဲ့စာကိုသူတော့ပြောတယ်စင်ပေါ်မှာတမျိုးပြောပြီးမှအောက်မှာတမျိုးကွာခြားတယ်ဆိုတဲ့တခွန်းနောက်တခွန်းကျောပြောချင်တာက လင်ပေါ်ကနေဘာပြောမလဲဆိုတာကိုကြိုတင်သူဘာမှမသိဘူးနောက်ကနေမှရေးပေးတဲ့စကားကိုပဲသူတွားပြောတယ် simple မှာတစ်မျိုးအောက်မှာတစ်မျိုးပြောတယ်ဆိုတဲ့စကားနဲ့ပတ်သက်မှနှုတ်ခုပြောချင်တယ်ဒါကဘာလဲဆိုတော့တစ်အချက်ကသူ့ဟာသူ့အုံနောက်နဲ့သူစကားပြောဆိုနေတာမဟုတ်ဘူးသူ့ဟာစက်ရုပ်ပမာ ဖြစ်တယ်ဆိုတဲ့အရာ နောက်တစ်ခုကတော့သူ့ဟာသူ့ရဲ့နောက်မှာ ဥပဒေလိုကျိုးဆွဲပေးတဲ့သူရှိတယ်ဆိုတဲ့စကားပဲသူကရုပ်ပြတစ်ခုပဲတကယ်ဆိုလို့ရှိရင်သူစင်ပေါ်မှာစကားတော့မပြောခင်မှာသူကငါဒီနဲ့ဘာပြောရမလဲဆိုတာတခါတော့တော့သူဖတ်ကြည့်ရမယ်နော်သူမဖတ်ဘူးသူတို့လည်းမြန်မာလူရေးတာပဲငါလည်းမြန်မာစာဖတ်တတ်တာပဲဆိုတဲ့ပုံစံနဲ့သူတော့ဖတ်ခဲ့တယ်အဲ့စာရွက်ထဲမှာဘာပါမန်းတော့သူမသိတဲ့ဒါမျိုးခွေးကမြန်မာနိုင်ငံကိုအုပ်ချုပ်ခြင်းတဲ့ မြန်မာနိုင်ငံကိုခွေးကြဖို့အုတ်ချုပ်တဲ့အခါမှာဒါမလို့ရဘူးဟိုဟာမလို့ရဘူးဆိုတာဟာသူ့ပါဇက်ကမဟုတ်ပဲနဲ့သူ့ရဲ့နောက်ကနေရှိတဲ့လူတွေကပဲပြောတဲ့စကားကိုသူလိုက်ပြောနေတယ်တကယ်လို့အိုက်စာရွက်အแทမှာသူ့ကိုစားရေးပေးတဲ့သူတွေကမြန်မာနိုင်ငံကိုဘာလုပ်လိုက်မယ်ဘာလုပ်လိုက်မယ်လို့ရေးလိုက်ရင်သူဒီတိုင်းပဲတော့ဖတ်မလားတက်လို့အထီအုံနောက်မရှိတဲ့သူတွေကခွေးကောင်းဆောင်တွေအားလုံးပေါင်းရင်တောင်မှ တက္ကသိုလ်တောင်မရောက်နိုင်တဲ့အတွက်ကြောင့်အားလုံးပေါင်းပြီးမှရဲလိုက်တဲ့အဥ္စာကို ခွေးကျုပ်ဖို့ကတိတ်ဟုတ်တယ်လို့လို့ကာချွေရောင်ဆောင်ဆောင်တမရရောင်ဆောင်ဆောင်ဟိုးရောင်ဆောင်ဆောင်ခွေးရောင်ဆောင်ဆောင်ပြီးမှသူကရှေ့မှာတော့ဖတ်ပေးလိုက်တယ်ဆိုတော့အဲ့ဖတ်တဲ့အဲမှာလဲဒီ March 28ရက်နေ့တုန်းကလောက်ခတ်ခဲ့တဲ့ငလင်ဟာတဲ့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုတွေကိုဘလောက်အထိခံနိုင်တယ်လဲဆိုတာကိုကျွန်တော်ရဲ့စိတ်သက်ကိုစမ်းတာဖြစ်တယ်တဲ့ဒါမျိုးအစမ်းတက်နဲ့တို့ခွေးတွေပဲခံလိုက်ကြပြည်သူတွေခံစရာအကြောင်းမရှိဘူး ငလင်းတန်ကြောင့်မိသားစုဒီတကွဲတို့တပြားဖြစ်သွားတယ်မျက်ရည်ကျခဲ့တယ်ဒါကိုငလင်းကမြန်မာပြည်မှာရှိတဲ့ပြည်သူတွေကိုစားနေလို့ပြောရအောင်စကားတော့မပြောချင်တော့ဘူးเนาะဒါမျိုးသူကစင်ပေါ်မှာပယံပတာသူများပြောခိုင်းတဲ့စကားတွေကိုလိုက်ဟောင်တဲ့အတွက်ကြောင့်ဂရုံးပါပြောတယ်လေကျတော့ဗီဒီယိုတူတူလေးနားထောင်ကြည့်ရအောင်เนาะဒီနေ့ပဲကောက်ဝတ်တောက်တွေကိုစဖတ်မယ်လို့ဦးဇင်းတို့ကြားကြည့်ရတယ်ဗျာเนาะဝန်ထမ်းကားတွေအကြောင်းဦးဇင်းနည်းနည်းလေးတုံ့တက်ချင်တယ်ဗျာ လိုင်စင်ကတော့မပြောနဲ့မော်တော်ပြီကယ်တိုင်းကားဝတ်တောက်တောက်မစည်းနိုင်ဘူးလူကြီးခရီးစဉ်ရှိမယ်ရှိလို့ရှင်ဆိုင်ကယ်နဲ့ပြေးရမယ်ဆိုင်ကယ်နဲ့လာရမယ်အဲ့လိုဆိုင်ကယ်နဲ့လာတဲ့အခါမှာအန္တရာယ်များတယ်အမန်းလေးမျိုးကအေဂျင့်နဲ့အနေထားလည်းမရောက်သေးဘူးအကြံဖက်တီလည်းမရှိသေးတာပဲအဲ့တော့မော်တော်ပြီကယ်တွေမှာကားထုတ်ပေးမှလားမိကွန်းကအပြတ်ထုတ်ရမယ်ကဲတခါတလေဒီအတိုင်းခရိုင်နေမှာလဲဆင့်ဖန်ရတဲ့အရာတွေရှိတယ်အကားနဲ့သွားမယ်အကားနဲ့သွားလို့ရှင်ရုံးကားကိုတုံးရမှာလားအတိုင်းခရိုင်မှာရှိတဲ့ရဲတိုင်းမှာအဲ့ကားတွေကရှိတယ်လား ခုကားရှင်းအောင်အဲ့ license ကားကြီးနဲ့တွားပြီးဖမ်းရမှာလားအဲ့အကြမ်းဖက်က license ကားကြီးကိုမှတ်ပြီးမှာဒီ license ကနံပါတ်ကြီးနဲ့ဘယ်သူစီးပါလဲဘယ်သူစီးပါလဲဆိုဘယ်လိုလုပ်မလဲပြည်သူစစ်တွေလည်းထုံနေတူစွာပဲ license ကားကြီးမစီးနိုင်လို့မလို့စီးနိုင်တဲ့ပြည်သူစစ်တွေရှိတယ်စီးနိုင်တယ်လေအဲ့ကားကြီးစီးသူမှမိသားစုအန်တရရှိတယ်သူတို့မှလက်နက်အပြည့်စုံရှိတာမဟုတ်ဘူးလက်နက်အပြည့်စုံရှေ့တန်းမှာပဲခံရတာရှေ့တန်းမှာရိတ်ခါသွားပို့မဲ့ကိုပြည်သူစစ်ကိုပဲတစ်ခါလေရိတ်ခါစားစရာတော့ပို့နေရတာ သွားပို့တဲ့အခါဘယ်သူကဒါတွေကိုဂရုစိုက်လိုက်ပို့မှာလဲတဲ့ဥပဒေကတကယ်ဆော်ရွက်တယ်ဆိုရင်တော့ဥစဉ်တို့အနေနဲ့ဘာမှပြောစရာမဒါပေမဲ့ဝန်ထမ်းတွေအတွက်ကတော့အန်ဒီရေပုံများသွားပြီလို့ပဲဥစဉ်ကတော့တုံ့တက်ချင်ပါတယ်ဗျာနော်ဒီမှာကြွားတော့ကြားရခဲ့တဲ့အတိုင်းပဲဒီဂျွန်လတရက်နဲ့ကနေမှ license မဲ့ကားတွေဆိုင်ကယ်တွေကိုဖတ်မယ်လို့ပြောတယ်တကယ်ဆိုလို့ရှိရင်မြို့ရွာတွေမှာဖတ်နေစရာအကြောင်းမရှိဘူးနော်ရောက်နေနေရာမှာဖတ်လိုက်ပြီးသွားပြီအခုဒါကလှုပ်ရှားတဲ့အရာဖြစ်တယ် ကျတော့ဒေါ်လာရဲဒီမှာထိခိုက်မယ်လို့သူတို့ထင်လို့ဒီသူများရေးပေးလိုက်တဲ့စာကိုလိုက်လိုက်ဟောင်းတဲ့ခွေးချဖို့ကဒီလိုမျိုးဝတ်တော့ကားဒီဆိုင်ကယ်ဒီဖန်စီအချင်းအဖင်ကျတော့ဒေါ်လာရဲဒီမှာထိခိုက်မယ်လို့သူတို့ထင်လိုက်မယ်မဟုတ်ဘူးခွေးရစီမှာပလောက်အထိဝတ်တော့ကားဒီသုံးဆွဲနေတယ်လေဆိုတာကတော့အခုဒီမှာငပောက်ပြောနေပြီနော်ဆိုတော့အခုတို့ကကြောက်လဲကြောက်တယ်ပြီးတော့တို့လည်းသုံးတယ်ဝတ်တော့ကားဟာမြန်မာနိုင်ငံမှာ ဤသူပဲကင်တာမဟုတ်ဘူးနှစ်တို့ခွေးတွေလည်းကင်တယ်ဒါကြောင့်အခုနှစ်တို့စီမှာဘလောက်ထိခိုက်တယ်လဲဆိုတော့ငါပေါက်ပြောပြီးပြီနှစ်တို့စစ်ခွေးတွေကငါတို့တော်လာရဲတွေကိုထိခိုက်မယ်လို့ထင်နေတယ်မဟုတ်ဘူးလားငါတို့တော်လာရဲတွေထိခိုက်တယ်လို့နှစ်တို့စစ်ခွေးတွေလည်းထိခိုက်တယ်နှစ်တို့ပဲငါတို့ဝတ်တော့ကဝတ်တော့ဆိုင်ကယ်တွေကိုဖမ်းနိုင်မလားဒီဝတ်တော့ဆိုင်ကယ်တွေကြောင့်ဂိတ်တွေဖွင့်ပြမငွေညစ်မဲ့သူတွေကပဲအသက်ပေးရမလားဆိုတာတော့ကျွားတို့ဆက်လက်ပြီးကြည့်ရမှာဖြစ်တယ် နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်မရှင်းရှင်းဝေးဝေးတိတ်မပြောချင်တော့ဘူးပြီးရင်နောက်တရင်တပုတ်အနေနဲ့ကတော့ခဏတုန်းကပြောလို့အကုတူများတဲ့ခွေးကျဘူးကလူထိုင်ခုံမှာလာထိုင်ခဲ့တဲ့အတွက်ကြောင့်မြန်မာနိုင်ငံမှာဘေးဆိုးမျိုးမျိုးခံစားရပြီး COVID-19 တုန်းကလည်းအောက်ဆီဂျင်ပေးမဲ့အစားမိတဲ့ဂျိုဆက်ကိုလုတ်ခဲတဲ့ခွေးကျဘူးသူ့ကြောင့်မြန်မာနိုင်ငံမှာနာကစ်မုန်တိုင်းတွေ မောခာမုံတိုင်းတွေရေလွားမိုးခြင်းတွေငှလင်ကြီးတွေလုတ်ခဲ့တယ်ငှလင်တောင်မှဒီနေ့ဒီအချိန်ထိမဆုံးနိုင်တော့ငှလင်ဆက်လုတ်တယ်အခုနေရအတော်များများမှာ ရေကြီးတယ်တောင်ပေါ်ဒေသတွေမှာမြေပြိုပြီးမှအိမ်တွေပျက်စီးသွားခဲ့တယ်ဒီလောက်အထိဆိုးရွားနေတာကိုဒီနေ့ဒီအချိန်အထိအာနာကိုမက်မောနေတာကိုထောက်ခံပေးနေတဲ့ ဘောငုံဒီနင့်တို့စဉ်းစားဖို့လိုပြီလို့ပဲပြောချင်တယ်เนาะနင့်တို့ထောက်ခံပေးလို့နင့်တို့ဘဝကစိုးရိမ်စရာကောင်းတယ်လို့နင့်တို့ဘာများရရှိခဲ့တယ်လဲခွေးကျဘူးကအာနာကိုရပြီးသူ့ရဲ့ထိုင်ခုံကမြဲပြီးသူကပဲဘယင်ဖြစ်နေတာနင့်တို့ခွေးတွေကခွေးပဲ ို့သမင်းထုတ်ကိုကင်ပြီးတော့နင့်တို့ဘောမှနေရတယ်။နင့်တို့ကိုနင့်တို့တည်တယ်နင့်တို့ဘောဟာအမခံချက်မရှိဘူးလုံခြုံမှုမပေးဘူးဆိုတော့ကိုတည့်ရတာနဲ့ဒီနေ့နင့်တို့ဒီခွေးကျဖို့ကိုဒီလောက်အထိထောက်ခံပေးနေတယ်ဆိုတာကခွေးကျဖို့ထက်အပြစ်ကြီးတဲ့သူဟာနင့်တို့ဘောငုံဘောမတွေဖြစ်တယ်။ခွေးကြဘူးကတော့နင့်တို့ရဲ့ထောက်ခံပေးခြင်းကြောင့်သူကအာနာမြဲပြီးတာသမီးတွေလည်းခံစားတင်ခံစားထိုက်တဲ့လောက် ်စီစိန်ယတနာတွေကိုခန်းစားပြီးပြီးစစ်ခွေးကလည်းသူ့အာသာပြေလောက်အောင်ပြီးသူတွေကိုတတ်ဖြတ်ခဲ့ပြီးအာနာယူတဲ့လောက်လဲအာနာရခဲ့ရှိခဲ့ပြီးဒါကြောင့်သူ့တေလို့ရှိရင်တော့သူ့တေချိုးနပ်ပြီးနင်းတို့ဘောမတွေကနင်းတို့ရဲ့သမင်းထုတ်ကင်ပြီးမှဒီခွေးဘောမရတာနတ်တလားဆိုတာကိုနင်းတို့စဉ်းစားဖို့လိုပြီးနော် ဒီနေ့ခွေးကြဖို့ကြောင့်ပြည်သူလူထုသည်စစ်ဘေးဒုက္ခတာမကဘူးတဘာဝဘေးအန္တရာယ်ဒုက္ခမျိုးစုံခံစားရတဲ့အယူတော့ပြောမလားဘာသာရေးနဲ့ပြောမလားရက်ကောက်ရက်မြဟုတ်မဟုတ်ကိုကြည့်ပြီးမှမင်္ဂလာဆောင်တာဖြစ်ဖြစ်ခီးထွက်တာဖြစ်ဖြစ်ဘာလို့တာဖြစ်ဖြစ်ရက်ကောက်ရက်မြတည်ရွေးကြတယ် ဆိုတော့အခုမြန်မာနိုင်ငံမှာဒီလောက်အထိရေကြီးရေချမ်းတယ်လေအခုဖြစ်နေပြီတောင်ပေါ်ဒေသတွေမှာဆိုလို့ရှိရင်မြေပြိုလို့အိမ်ဒီပြိုနေကြပြီဒီခွေးအုပ်ချုပ်နေတဲ့အချိန်မှာခုရေကြီးတာနှစ်ခါရှိပြီဒီလောက်အထိဆိုးဆိုးရွရွဖြစ်တာကဟာဒီခွေးကျဖို့ကြောင့်လားဆိုတာကိုနင်တို့ဘောမဘောငုံတွေနင်းနေမှမစင်စားမိဘူးလားဟိုတခါရေကြီးတဲ့ဥစ္စာကိုကြော်မျိုးမင်းကဘာပြန်ပြောတယ်လဲဆိုတော့ ခုမင်းအောင်လိုင်းကိုအုတ်ထုတ်တဲ့အချိန်မှာဒီလိုဖြစ်တာကတဲ့သူ့အတော်လေးကိုခံနိုင်တာပဲတဲ့ဩဒီလိုမျိုးပြောမှတော့လေသူ့ရဲ့မျက်စိထဲမှာကိုမခွေးကြဘူးကမန်ကနေတယ်လို့မြင်မှတော့ဘရောမှလည်းသူတို့ပြောမယ့်စကားတော့မရှိတော့ဘူးစိတ်တက်ကြတယ်နော် ပြည်သူတွေအားလုံးကြမှာပြောရှင်ကြပါစေ